အလူငွေတွေနဲ့ဂိမ်းပေါင်း900ဆော့မီလို့ဂျေးအောင်ရတော့မယ်ကြောင်းထိုင်ဖုံဖုံခုနှစ်သားသမီးတကတကမတွေလှူဒန်းထားတဲ့အလူငွေတွေနဲ့ဂိမ်းပေါင်း900ကျော်ဆလုံးနဲ့အွန်လိုင်းမှာဖိရိုက်လို့ဂျေးအောင်ရတော့မှာကကြောင်းထိုင်ဆရာတော်ဖုံဖုံဓမ္မရာချင်းသူဖြစ်ပါတယ်ပုံပုံဟောင်းစောပိုင်းမှာတော့တက္ကသကမတွေជីညိုလေးစားကိုးခွင့်ရတဲ့ဆရာတော်ဖြစ်ပါတယ်။ပုံပုံကတိလာတမာတိနဲ့ပြည့်စုံတဲ့ចောင်းထိုင်ဆရာတော်ဖြစ်ကတတ်တော်ကလည်း90ကျော်ရှိနေပါပြီ။ဆရာတော်ရဲ့ပွဲမိကတော့ဓမ္မရာချီဝါနုဝတ်ဖြစ်ပါတယ်။ ရန်တော်ဟာထိုင်းနိုင်ငံနှခွန်ပတ်တုံပြည်နယ်ရှိဘုံကြီးကျောင်းမှာကျောင်းထိုင်နေတာဖြစ်ပါတယ်။ဒီလိုနဲ့ဆရာတော်ဟာအွန်လိုင်းလောင်းကစားအတွက်ခုနှစ်သားသမီးတက္ကသကမတွေလှူဒန်းထားတဲ့ကျောင်းရံဖုံငွေဘတ်တန်း300ခန့်မှန်းကြီးဒေါ်လာ6သန်းခန့်ကိုဖြုန်းတီးလိုက်တာဖြစ်ပါတယ်။ဆရာတော်တပါးကဒီလိုမျိုးအွန်လိုင်းလောင်းကစားလုပ်မယ်လို့ဘယ်သူမှမထင်ပါဘူး။ဒါကလည်းခုခေတ်မှာအွန်လိုင်းလောင်းကစားတွေကလူတွေကိုမျက်လုံးပေးမြူဆွဲလာကြပါတယ်။ အရင်ခေတ်မှာဆိုရင်လောင်းကစားလုပ်ချင်ရင်လုပ်ကစားပိုင်းဒါမှမဟုတ်ဒိုင်းတွေကိုခက်ခက်ခဲခဲရှာဖွေရပါတယ်ဒါပေမဲ့လည်းခုချိန်မှာတော့ငွေအစစ်နဲ့လောင်းကစားလုပ်လို့ရတဲ့ slot တွေပေါလုံးတိုင်တွေ online လောင်းကစားတွေကိုထိုင်ရမထားအိမ်ရတဲ့ခါနေတော့ဖုန်းလေးတစ်လုံးနဲ့ဆော့ကစားလို့ရနေပါပြီ အဆိုပါ slot တွေဟာစောပိုင်းမှာတော့အနိုင်ပေးကလောင်းကစားကုမ္ပဏီတွေ slot တွေကလည်းလူတွေကစားချင်လာအောင်မလုံးပေးကကြော်ညာနေတာပါတလူချင်းတွေကြောင့်လည်းလူကြော်တော်များများဟာ online လောင်းကစားရဲ့တားကောင်ဖြစ်လာတာပါတလူ online လောင်းကစားကြောင့်လည်းလူတွေရဲ့ဘဝတွေပြည့်စင်ရတာပါ အခုဆိုအွန်လိုင်းလောင်းကစားတွေဟာလူတွေကိုနေမကပါဘူးဖျားသားတော့တန်ဃာတော်တွေကိုပါခန်းစားလာရပါပြီဒါကြောင့်လေဆင်ရတော့ဓမ္မဝါချီနုဟာလည်းအွန်လိုင်းကနေဂိမ်းပေါင်း900နဲ့ဖယ်ရမီလို့ပတ်တန်း300အချွေတင်သွားတယ်လို့အခုဆိုရဲဖမ်းတာပါခံနေရတာဖြစ်ပါတယ်ပြလူလုတ်ထားတာကြောင့်လေငွေကြေးလွဲသုံးစားလုပ်မှုဖြင့်ဖန်စီခံရပြီးတန်ခါကောင်းစီနဲ့ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆရာတော်ဟာကျောင်းကျိုးတော်ဆောင်ဖွဲ့အားဩစာသုံးကကျောင်းလူငယ်များကို၎င်းပန်းစင်းတဲ့သူပြောင်းထည့်ခံခဲ့ပြီးပွဲစားမျိုးသမီးနှင့်ချိတ်ဆက်ကအွန်လိုင်းလောင်းကစားကောင်များဖွင့်ကလောင်းကစားဆော့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းတိုင်းခြားမှုတွေရှိတာပါ။ထိုင်းတူဆောင်ဆန်းစစ်စင်ရေးတပ်ဖွဲ့ရင်ဟာရဲတပ်သားတယောက်ကိုဦးစင်းဝက်ခိုင်းကအသွင်ယူဆောင်ဆန်းပြီးနောက်မှာကျောင်းထိုင်ဆရာတော်ဟာလူငွေတွေကိုလောင်းကစားလုပ်တာကိုတက်တီထောက်ထားနေဖမ်းမိနိုင်ခဲ့တာဖြစ်ပါတယ်။ ထိုင်းဥပဒေစည်းကမ်းရတန်ဃာတော်တွေကိုနိုင်ငံဝန်ထမ်းဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။အခုတော့ထိုင်းထူစုံဆိုင်ရေးအဖွဲ့တွေဟာဆရာတော်ကို မေလ15ရက်နေ့မှာဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။နောက်ပြင်ဆရာတော်နဲ့တူငွေစည်းရှုပ်ရှင်တွေလုပ်ခဲ့တဲ့တက္ကမတရားကိုလည်းနောက်ဆက်တွဲဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဆရာတော်ဟာစူပါမာတုကာမကိုအနည်းဆုံးဘန်းွေတန်း40ထုတ်ချခဲ့ပြီးဖန်ဝရန်းနဲ့ပါဝင်သောမျိုးသမီးကိုလည်းပတရားရှိကွန်ဒိုတစ်ခု၌ဖမ်းဆီးရမိခဲ့ကြောင်းလည်းသိရတာပါ ဗီဒီယိုထဲမှာပြောခဲ့သလိုပါပဲခုခေတ်မှာ slot တွေဟာလက်တကမ်းမှာရှိနေတာဖြစ်ကောင်းလောင်းကစားလှုပ်ချင်လောင်းဆွဲဆောင်နေတာဖြစ်ပါတယ်။ဒီလိုလောင်းကစားလှုပ်မိတဲ့အခါဘဝတွေပျက်စီးသွားကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလောင်းကစားလုံးပြီလို့ခြေအောင်ရတော့မယ့်ဆရာတော်ပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။